င်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ကုန်းတွင်ပိတ်တရုတ်တောင်ပိုင်းအတွက်မြန်မာနိုင်ငံကနေတဆင့်အိန္ဒိယသမုဒ္ဒရာကို ပင်လယ်ထွက်ပေါက်ဖန်တီးပေးမယ်ဆိုပြီးမင်းအောင်လိုင်ကကန့်လန့်လိုက်သလိုရခိုင်နဲ့တရုတ်ကိုဆက်သွယ်မယ်ကြောက်ဖြူကူမင်းရထားလန်းစီမံကိန်းအကောင့်ထယ်ဖို့ဖို့ကိုလည်းတွန်းအားပေးလိုက်ပါတယ်။ချင်းပြည်နယ်မှာစစ်ကောင်စီရဲ့ အတူရောင်ရွေးကောက်ပွဲမှာပါဝင်ပသက်သူတွေကိုပြည်သူတစ္ဆပောက်ဖြစ်သမကပြင်းထန်စွာအေးအေးယူသွားမယ်လို့ချင်းပြည်ကောင်စီကအသိပေးလိုက်တဲ့သတင်းအပါအဝင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံကကုန်းတွင်းပိတ်တရုတ်တောင်ပိုင်းပြည်နယ်တွေအတွက် ိန္ဒိယသမုဒ္ဒရာကိုပင်လယ်ထွက်ပေါက်ဖန်တီးပေးမယ်လို့မင်းအောင်လိုင်ကတရုတ်ကိုကန့်လန့်လိုက်ပါတယ်။မနေ့ကဩဂုတ်လ31ရက်နေ့မှာတရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန်မှာတော့မင်းအောင်လိုင်ကအခုလိုကန့်လန့်လိုက်တာပါ။တရုတ်နိုင်ငံရဲ့ကုန်းတွင်ပိုင်းပင်လယ်ထွက်ပေါက်မရှိတဲ့တောင်ပိုင်းပြည်နယ်တွေကိုမြန်မာနိုင်ငံကနေတဆင့်ပင်လယ်ထွက်ပေါက်ရရှိစေနိုင်ပါတယ်။တိုက်ပွဲတွေဖြစ်ပြီးစစ်အုပ်စုအရေးနှိမ်နေတဲ့ကြောက်ဖြူမြို့မှာ ကြောက်ဖြူကူမင်းယထာလန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့မင်းအောင်လိုင်းကတိုက်တွန်းနေတာဖြစ်ပါတယ်။အဲ့ဒီယထာလန်စီမံကိန်းဟာတရုတ်နိုင်ငံအတွက်တော့အိန္ဒိယသဘုတ်တရားထွက်ပေါက်ဖြစ် ပုံပေါ်လာနိုင်မဲ့အလားလာနဲ့အခွင့်အလမ်းတွေရှိပြီးလက်ရှိမှာမန္တလေးမူဆယ်ယထာလန်နဲ့မန္တလေးကြောက်ဖြူယထာလန်စီမံကိန်းတွေကိုအကောင်အထည်ဖော်နေတယ်ဆိုပြီးမင်းအောင်လိုင်းကပြောပါတယ်။ဒါအပြင်မြန်မာနိုင်ငံကလမ်းပတ်ဆက်သွယ်မှုအနေနဲ့ တောင်အာရှအရှိတောင်အာရှနဲ့တရုတ်နိုင်ငံတို့စုံစည်းတဲ့နေရာမှာ ပထဝီအနေထားအရအချက်အချာကြတည်ရှိနေပြီးတရုတ်နိုင်ငံအတွက်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မဲ့နိုင်ငံဖြစ်တာနဲ့တရုတ်နိုင်ငံအတွက်အလားအလာကောင်းတွေရှိနေတယ်လို့မင်းအောင်လိုင်းကပြောပါတယ်။လက်ရှိတရုတ်မြန်မာနယ်စပ်ဒေသမတည်ငြိမ်မှုတွေကြောင့်တရုတ်ယူနန်ပြည်စည်းပွားရေးကို ထိခိုက်နေပြီးမြန်မာနိုင်ငံအနေနဲ့နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်မယ်ဆိုရင် ကုန်စည်စည်းစင်းမှုတွေက အရင်ကတည်းကပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မယ်အပြင်မြန်မာနိုင်ငံအရှိမြောက်ဒေသကနေတဆင့်တရုတ်ယူနန်ပြည်နယ်စီချွန်ပြည်နယ်ချုံချင်းမြူနီစပယ်ဒေသကွမ်းရှီပြည်နယ်နန်နင်းမြို့အထိကိုကုန်သွယ်လမ်းကြောင်းတိုးချဲ့နိုင်မှာဖြစ်တယ်လို့သူကဆိုပါတယ်အဲ့လိုလှုပ်ဆောင်နိုင်ဖို့အတွက်လဲနေဆက်ဒေတာတည်ငြိမ်အေဂျင့်ရင်းနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မယ်လို့မင်းအောင်လိုင်းကပြောပါတယ် မင်းအောင်လှိုင်ဟာလက်ရှိမြန်မာနိုင်ငံ အနေနဲ့တရုတ်နိုင်ငံနဲ့ကြောက်ဖြူရေနဲ့စိတ်ကမ်းစီမံကိန်းမြစ်ဆုံရေအားလျက်စစ်စီမံကိန်းရေနံနဲ့တဘာဝတန်းွေပိုင်လိုင်းစီမံကိန်းတို့ကိုပူးပေါင်းဆောင်ရွက်နေပြီးမြန်မာနိုင်ငံကိုတရုတ်လုပ်ငန်းရှင်တွေရုံရုံကြည်ကြည်လာရောက်ရင်းနှီးမြှုပ်နှံကြဖို့နဲ့နေနာမှုမရှိအောင်ဆောင်ရွက်ပေးမယ်လို့သူကပြောပါတယ်။ဒါ့အပြင်လာမယ့်ဒီဇင်ဘာလမြန်မာနိုင်ငံမှာရွေးကောက်ပွဲပြုလုပ်ပြီး နိုင်ငံရေးတည်ငြိမ်မှုတွေပုံမအားကောင်းလာစေကတည်ငြိမ်မှုတွေရှိလာတာနဲ့အမျှစီးပွားရေးဆောင်ရွက်မှုအခွင့်အလမ်းတွေပုံမတိုးတက်လာမယ်လို့မင်းအောင်လိုင်ကတရုတ်စီးပွားရေးလုပ်ငန်းရှင်တွေစီကနေကန့်လန့်ခဲ့ပါတယ်မင်းအောင်လိုင်ဟာတရုတ်နိုင်ငံကိုဩဂတ်စ30ရက်နေ့ကနေစက်တင်ဘာလ6ရက်နေ့အထိသွားရောက်နေတာဖြစ်ပြီးစီးပွားရေးဖိုရမ်နဲ့တရုတ်ကပြုလုပ်မဲ့နှစ်80ပြည့်ဂျပန်ကို အောင်နိုင်ခြင်းစည်ရေးပြအခမ်းအနားတို့ကိုတက်ရောက်မှာလို့သိရပါတယ်ရှင် ချင်းပြည်နယ်ဘက်ကသတင်းကိုကြည့်အောင်ပါ ချင်းပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အတုယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီးရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေကိုလည်းပြည်သူအသစ်စပောက်အဖြစ်သတ်မှတ်ကပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ချင်းပြည်ကောင်စီကအသိပေးထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဩဂတ်စ29ရက်နေ့ကနေ26ရက်နေ့အထိကိုချင်းလုံမြို့မှာကျင်းပခဲ့တဲ့ချင်းပြည်ချင်းလန်းကောင်စီ ပထမတက်တန်း ပစ္စမအကြိမ်ကောင်စီအစည်းအဝေးမှာ အတီးပြုတ်ဆုံးဖြတ်ခဲ့တာလို့သိရပါဗျ။အကြမ်းမအာနာသိန်းစစ်ကော်မရှင်ကစစ်အာနာရှင်စနစ်တပ်ဆိုးရှင်ရေးအတွက်ကိုပဲကျင်းပပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီးရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေကိုလည်းပြည်သူတစ္ဆပေါဖြစ်သတ်မှတ်ကောင်ပြင်းထန်စွာအရေးယူသွားမယ်လို့အသိပေးထားပါဗျ။ဒါအပြင်ချင်းပြည်ချင်းလန်အတွင်းမှာမူရစ်စေဝါရောင်းဝယ်တာထုတ်လုပ်တာ တေဆောင်တာလက်ဝဲထားရှိတာသုံးဆွဲတာ စိုက်ပျိုးတာတွေဟာအမျိုးသားချင်းချောင်းမှု အနေရဲ့အဖြစ်မှတ်ယူပြီးချင်းပြီးချင်းလန်းကောင်စီရဲ့မူရဲ့စေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါတွေကိုအနေရဲ့တားဆီးကာကွယ်တိုက်ဖြတ်ရေးမူဝါဒနဲ့အညီတားဆီးကာကွယ်တိုက်ဖြတ်သွားမယ်လို့ဆက်လက်ပြောထားပါတယ်အခုလိုပဲချင်းပြီးချင်းလန်းကောင်စီဟာချင်းပြီးအတွင်မှာလက်တလောဖြစ်ပွားနေတဲ့ အစုအဖွဲ့အချင်းချင်းကြားကအမုန်းတရားတွေစိတ်ဝမ်းကွဲပြားမှုတွေတိုက်ခိုက်မှုတွေကိုအဆုံးသတ်စေဖို့နဲ့အမြန်ဆုံးပြန်လည်တင့်မြတ်ပေါင်းစည်းနိုင်ရေးအတွက်ချင်းမျိုးသားဖြစ်တည်မှုစံတန်မိုးတွေကို အလေးထားဆွဲကင်ပြီးဘာသာရေးခေါင်းဆောင်တွေနဲ့ဩဇာတိကမရှိတဲ့ပုံကိုယ်တွေကိုပါ ပါဝင်စေခြင်းပြီးကြိုးပမ်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်2025ခုနှစ်ဩဂုတ်လ17ရက်နေ့မှာ ULA AA ကပလောဝမြို့နယ်ကို ULA AA ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းတာကို ဖော်ပြတဲ့အပေါ်ကန့်ကွက်ရှုတ်ချတယ်ဆိုတာနဲ့ချင်းပြည်ချင်းလန်းကောင်စီအားချင်းပြည်သူတွေရဲ့မိုးရပါအခွင့်အရေးဖြစ်တဲ့ပညာသင်ကြားခွင့်ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်လူသားချင်းစာနာမှုတွေကိုမဆုံးရှုံးစေဖို့အတွက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီအစည်းအဝေးကို2020ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ချင်းမျိုးသားတအူအစုအဖွဲ့ မြို့နယ်ဒေသအစုအဖွဲ့အသီးသီးကကိုစလင်နဲ့လိလာသူတွေအပါအဝင် စုစုပေါင်း81ယောက်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်ကဏီမျိုးဘက်ကိုကြည်အောင်ပါကဏီမျိုးနယ်တမင်ချန်စံပြရွာကိုစစ်တပ်ကဩဂတ်စ31ရက်နေ့နေ့လယ်2နာရီခွဲအချိန်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ် စစ်တပ်ကဩဂတ်စ်လ31ရက်နေ့နေ့လယ်2နာရီခွဲအချိန်မှာရွာတောင်ပိုင်းကိုမိတ်တီလာတပ်ကဘာတိုက်ပွဲမှမရှိဘဲအကြောင်းမဲ့တတ်တတ်ဂျက်ဖိုင်တာနဲ့ဘုံဒီနှလုံးကျဲချခဲ့တာလို့ဒေသခံရွာသားတအူးကပြောပါတယ်စစ်တပ်ကဘုံကျဲတာကြောင့်ရွာတောင်ပိုင်းကဦးကြီးလာအိမ်ပေါ်ကြားရောက်ပောက်ကွဲခဲ့ပြီးအသက်50ခန်းရှိတဲ့မတ်ကြီးစိန်ကတော့နေရာမှာတင်သေဆုံးခဲ့ရတယ်လို့သိရပါတယ် ဒါအပြင်လူနေအိမ်တလုံးမိဘကြောင့်တလုံးပျက်စီးပြီးနှွားတကောင်လည်းသေဆုံးတယ်လို့ရက်ကြီးပါဖာတာဝန်ရှိသူတဦးကပြောပါရယ်တမေချန်ရွာကဏီမြို့တောင်ဘက်၆မိုင်နီးပါးခန့်ဝေးတဲ့စံပြကြီးရွာလေးဖြစ်တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါ့မြို့နယ်အရှိချမ်းမှာရှိတဲ့ကြီးရွာတွေကို အကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလီရင်နဲ့6ချက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကို ပြောပါတယ်။မနေ့ကဩဂတ်လ31ရက်နေ့နေ့လယ်2:15မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကပေါ့မြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ကျေးရွာတွေကိုဝိုင်းတွဲလီရင်နဲ့6ချက်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းဆက်လက်ပြီးတော့လေကြောင်းတိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွက်ပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အခုလိုပဲမနေ့ကဩဂတ်31ရက်နေ့ည9:20မိနစ်ခန့်ကနေစပြီးနောင်ကြိုမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောက်ပြည့်ရွာဘက်ကိုလက်နက်ကြီးတွေနဲ့စစ်တပ်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါရရှင်။ တပတ်ကမကွေးတိုင်းဘက်မှာလဲစစ်တပ်က လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသငတ်တော်ရွာကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ဦးပွဲချင်းပြီးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းတော်တော်များတယ်လို့ရေစကြိုတောင်ရှိ Info Committee ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ မနေ့ကဩဂတ်စ်လ31ရက်နေ့နေ့လယ်7:15မိနစ်ခန့်မှာရေစကြိုမြို့နယ်ရေလေကျွန်းဒေသငတ်တော်ရွာကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ဦးပွဲချင်းပြီးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေတော်တော်များပြီးထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါဝင်ကသေဆုံးသူအရေအတွက်ထပ်တိုးနိုင်တယ်လို့သိရပါတယ်ရှင် တနင်္သာရီတိုင်းဘက်မှာတော့တနင်္သာရီတိုင်းတဝယ်မြို့နယ်မြစ်တာမြို့နေမြေရဲစခန်းကဒူရဲအုပ်တယောက်တနတ်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်ငွေကျပ်350ချီမင်းခဲ့တယ်လို့ဒူရကစစ်ကြောင်းဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်ပြီးခဲ့တဲ့ဩဂုတ်26ရက်နေ့မှာတဝယ်မြို့နယ်မြစ်တာနယ်မြေရဲစခန်းကဒူရဲအုပ်ကိုတန်းနိုင်ထွန်းအားအကြမ်းဖက်စစ်တပ်လက်အောက်မှာဆက်လက်ပြီးတာဝန်မထမ်းဆောင်ကျင်းတာကြောင့် တနက်တလက်ယူဆောင်လာပြီးတဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLAC ကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာတဲ့ဒူရဲအုပ်ကိုတန်းနိုင်ထွန်းအား G3 တလက်တလက် G ပေါင်းနှစ်ခု G 225တောင်းနဲ့အတူလက်နက်ချအလင်းဝင်ရောက်လာတာကြောင့်ငွေကြေးသိန်း90ဂုံပြုတ်ချင်းမြေပေးရခဲ့ပြီးတဲ့နောက်မှာတော့သူသွားကျင်တဲ့လွတ်မြောက်နယ်မြေတစ်ခုကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။တော်လန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်အမှန်တရားဘက်ယက်တီကျင်းနဲ့စစ်သားတွေရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူရင်ခွင်ခိုလုံပြီး အမြန်ဆုံးပူပေါင်းပေးချဖို့အတွက်ဒူရကစစ်ကြောင်းကအတိပေးပြောထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေရဲ့ကွန်တိုအခန်းဝယ်ယူမှုနှုန်းကအခုနှစ်ပထမ6လအတွင်းမှာ136ရာခိုင်နှုန်းအထိကို တိုးတက်သွားပြီး ထိုင်းဘတ်ငွေ3.3ဘီလီယံတန်မိုးရှိတဲ့ကိုတိုအခန်း933ကန်ဝယ်ယူထားတယ်လို့ထိုင်းအင်ဂျင်မီသတင်းတစ်ချက်လက်ဌာနကသတင်းထုတ်ပြန်ထားပါတယ်။အခု2025ခုနှစ်ပထမ6လအတွင်းမှာ ထိုင်းနိုင်ငံမှာကိုတိုအခန်းပေါင်း9169ခန်းတန်မိုးအဖြစ်ထိုင်းဘတ်ငွေ28.1ဘီလီယံဘိုးရောင်းချခဲ့ရပြီးတရုတ်နိုင်ငံကပထမဝယ်ယူသူနေရာနဲ့ မြန်မာနိုင်ငံကဒုတိယဝယ်ယူသူနေရာမှာဆက်လက်တည်ရှိနေပြီးမြန်မာနိုင်ငံသားတွေရဲ့ထိုင်းနိုင်ငံအတွင်းမှာကွန်တိုဝယ်ယူမှုဟာ116ရာခိုင်နှုန်းအထိတိုးတက်သွားတယ်လို့သိရပါတယ်မြန်မာနိုင်ငံသားတွေကပထမ6လပတ်အတွင်းထိုင်းနိုင်ငံမှာကွန်တိုအခန်းပေါင်း933ကန်းတန်ဖိုးအဖြစ်ထိုင်းဘတ်ငွေ1.34ဘီလီယံနဲ့ဒုတိယဝယ်ယူတဲ့နိုင်ငံစီးရင်မှာပါဝင်နေပြီး အဲ့ဒီပမာဏကအရင်နှစ်ကထက်30ဒသမ900ခန်းတိုးတက်လာတာလို့သိရပါတယ်။တရုတ်နိုင်ငံသားတွေရဲ့ကွန်တိုဝယ်ယူမှုက28ဒသမ800ခန်းတော့ကျဆင်းသွားပြီး2025ခုနှစ်ပထမ6လမှာကွန်တိုခန်းပေါင်း866ခန်းတန်ဖိုးအဖြစ်ထိုင်းဘတ်ငွေ6ဒသမ17ဘီလီယံသာဝယ်ယူတော့ကတရုတ်နိုင်ငံရဲ့ပြည်တွင်းစီးပွားရေးနှေးကွေးမှုကတက်ရောက်မှုရှိလာတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံမှာအခုနှစ်ပထမ6လရဲ့ကွန်တိုဝယ်ယူမှုအများဆုံး10နိုင်ငံမှာနံပါတ်1အဖြစ်တရုတ်နိုင်ငံကကွန်တိုခန်းပေါင်း866ကန်းနံပါတ်2အဖြစ်မြန်မာနိုင်ငံကကွန်တိုခန်းပေါင်း933ကန်းရုရှားကကွန်တိုအခန်း282ခန်းထိုင်ဝမ်က181ခန်း၊ပြင်သစ်ကကွန်ဒို190ခန်း၊အမေရိကန်က124ခန်း၊ပြည်တိန်က108ခန်း ဂျာမနီက108ခန်းနဲ့အိန္ဒိယက66ခန်းနဲ့ဂျပန်က38ခန်းဝယ်ယူထားတယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်တရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။